ာပါရှင်။2025ခုနှစ်ဇွန်လ17ရက်နေ့မှ19ရက်နေ့ထိမြန်မာတက္ကသိုလ်1389ခုနှစ်နှစ်ရုံလပြည့်ကျော်3ရက်နေ့မှ9ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမူလဝတ္ထုအခြေအနေခံမှန်းချက်များကိုနေပြည်တော်မူလဝတ္ထုနှင့်ဆလားပေရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာနေပြည်တော်နဲ့ရုံဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်။ အနောက်တောင်ဘက်တုံးလေးဟာကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တို့မှာအားကောင်းနိုင်ပါတယ်။ဝေရသွန်းနိုင်ဖို့အခြေအနေခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကျကျမှာနေရာဆစ်ဆင်းနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနေရာအနှံ့အပြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးပူချိန်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ85ဒီဂရီဖာရန်ဟိုက်မှာ56ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ83ဒီဂရီဖာရန်ဟိုက်မှာ84ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနေအဆောင်ပူချိန်အခြေအနေခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာ55ဒီဂရီဖာရန်ဟိုက်က စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ63ဒီဂရီဖာရန်ဟိုက်မှာ82ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ83ဒီဂရီဖာရန်ဟိုက်မှာ82ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ်။ ဒေတုဆိုတိုင်းသာအခြေအနေခမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ85ရာခိုင်နှုန်းမှာ95ရာခိုင်နှုန်းအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ84ရာခိုင်နှုန်းမှာ84ရာခိုင်နှုန်းအတွင်းရှိနေပါတယ်။ပြည်ခွေရင်ခွေပြန်တော့အခြေအနေခမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ခရီးပြည်နယ်တို့မှာ28မီလီမီတာမှ38မီလီမီတာအတွင်းနဲ့ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာ15မီလီမီတာမှ26မီလီမီတာအတွင်းရှိနိုင်ပါတယ်။ရေးချီလာအောင်ရေရဲ့ချင်းဒီခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့နေပြည်တော်တို့မှာဆိုဆိုအခြေအနေနဲ့ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာပြည်ဝအခြေအနေအတည်တည်မှာရှိနိုင်ပါတယ်။ ဆက်ပြောရေးမှုတွေဝတာချက်နေခမန်းချက်များကိုကြည့်ရှုနေကြတယ်မိဘပြည်သူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်